ကာလစီကံသက်ဥပဒေဆိုတာဗာလဲကာလစီကံသက်ဥပဒေကဘယ်လောက်အရေးပါပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကရလွတ်တော်ရှင်နေဘူအောင်ကျော်ပြုဖြစ်ပါတယ်ကျွန်တော် Law Firm အနေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ရာကိစ္စအများကိုရှင်းလင်းမြှဝေလျက်ရှိပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမြှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ ကာလစည်းကတ်သက်ဥပဒေနဲ့မိတ်ဆက်ပြီးတော့ဆွေးနွေးမျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ကတင်မမှုတွေကိုစွဲဆိုမယ်ဆိုလို့ရှိရင်အချိန်ကာလကန့်သက်ချက်တွေရှိတယ်ဆိုတဲ့အကြောင်းကိုဥစွာသိထားဖို့လိုပါတယ်အဲ့တော့တရားမမှုတွေဆွဲဆိုဖို့အချိန်ကာလကိုကာလစည်းကမ်းသက်ဥပဒေနဲ့သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကာလစည်းကမ်းသက်ဥပဒေအရဆိုလို့ရှိရင်သတ်မှတ်တဲ့အချိန်ကာလကျော်လွန်ပြီးမှဆွဲဆိုတဲ့တရားမမှုတွေ တင်သွင်းတဲ့အယူခံမှုတွေရှောက်ထားတဲ့ရှောက်ထားမှုတွေကိုပတ်လိုက်ရမယ်လို့ပြဋ္ဌာန်းထားခြင်းရှိပါတယ်အမှုဆွဲဆိုတဲ့အကြောင်းချင်းရာမှားခြင်းမှန်ခြင်းနဲ့မဆိုင်ဘူးပေါ့နော်ကာလစည်းကမ်းသက်ကြော်ယုံတဲ့အမှုကိုပတ်လက်ခြင်းခံရမှာဖြစ်ပါတယ်အဲ့တော့ဒီကာလစည်းကမ်းသက်ဥပဒေရဲ့အချိန်ကာလအပိုင်းအခြားကိုဘယ်လိုသတ်မှတ်ထားသလဲဆိုတာလေးကိုသိစေချင်လို့ကျွန်တော်ဒီနေ့ဒီအကြောင်းအရာလေးနဲ့ဆွေးနွေးမျှဝေပေးခြင်းဖြစ်ပါတယ် အဲ့တော့ကာလာစီကန်သက်ဥပဒေမှာရက်အပိုင်းချလိုက်သတ်မှတ်ထားတဲ့ကိစ္စရက်တွေရှိတယ်။လအပိုင်းချနဲ့သတ်မှတ်ထားတဲ့ကိစ္စရှိတယ်။နှစ်အပိုင်းချလိုက်သတ်မှတ်ထားတဲ့ကိစ္စဆိုပြီးတော့မှအကြမ်းမြင့်ပေါ့နော်။ကိစ္စ၃မျိုးအုပ်စု၃မျိုးခွဲခြားနိုင်ပါတယ်။အဲ့တော့ရက်အပိုင်းချအတွင်းမှာ ဆောင်ရွက်ရမယ့်ကိစ္စဆိုရင်လည်းပဲ9ရက်အတွင်းတို့10ရက်အတွင်းတို့15ရက်အတွင်းတို့ရက်ပေါင်း20အတွင်းတို့ရက်ပေါင်း30အတွင်းတို့ ရပောင်း60အတွင်းလို့ဆောင်ရွက်ရမယ်လို့သတ်မှတ်ပြဋ္ဌာန်းချက်တွေရှိပါတယ်။နော်လအပိုင်းခြားမှာဆိုလို့ရှိရင်လည်း6လအတွင်းဆောင်ရွက်ရမယ်ကိစ္စတွေရှိတယ်ပေါ့နော်။နေ့အပိုင်းခြားကိုကြည့်မယ်ဆိုလို့ရှိရင်လည်းပဲတစ်နှစ်အတွင်းတို့နှစ်နှစ်အတွင်းတို့သုံးနှစ်အတွင်းတို့6နှစ်အတွင်း7နှစ်အတွင်းနှစ်ပေါင်း30အတွင်းနှစ်ပေါင်း60အတွင်းဆိုပြီးတော့ခွဲခြားသတ်မှတ်ထားပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီ၃မျိုးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ရက်အပိုင်းခြားအတွင်းမှာဆောင်ရွက်ရမယ်ကိစ္စတွေရှိမယ်။ လအပိုင်းခြားတွင်းမှာဆောင်ရွက်ရမယ့်ကိစ္စတွေရှိမယ်။နှစ်အပိုင်းခြားတွင်းမှာဆောင်ရွက်ရမယ့်ကိစ္စတွေဆိုပြီးတော့၃မျိုးရှိနိုင်တယ်ပေါ့နော်။ဥမာအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်နှစ်နာမှုတစ်ခုအတွက်နှစ်နာချင်းငွေရလုပ်ဖို့တရားစွဲဆိုမယ်ဆိုလို့ရှိရင်နှစ်နာတဲ့နေရာစပြီးတော့တစ်နှစ်အတွင်းစွဲဆိုရမယ်လို့ကန့်သက်ချက်တွေရှိပါတယ်။နော်ချင်းငွေရလုပ်မှုဆိုလို့ရှိရင်လည်းပဲငွေချေးတဲ့နေရာစပြီးတော့၃နှစ်အတွင်းစွဲဆိုရမယ်လို့သတ်မှတ်ပြဋ္ဌာန်းချက်တွေရှိပါတယ်။ အဲ့လိုပဲမရှိမပြောင်းနိုင်သောပစ္စည်းကိုသွားပြီးတော့ပေါင်တန်ထားတယ်ပေါ့နော်အဲ့ဒီပေါင်တန်ထားတဲ့ပစ္စည်းကိုပြန်ပြီးတော့ရွေးနှုတ်လို့ရတယ်ဆိုလို့ရှိရင်နှစ်ပေါင်း60အတွင်းတရားစွဲဆိုရမယ်လို့ပြဋ္ဌာန်းသတ်မှတ်ချက်တွေရှိတယ်ပေါ့နော်အဲ့တော့ဥပဒေမှာပြဋ္ဌာန်းထားတဲ့အကြောင်းချင်းရာတစ်ခုချင်းစီကိုအသေးစိတ်ကိုပေါ့နော်ကျွန်တော်ဒီဗီဒီယိုဖိုင်နဲ့ဆွေးနွေးမျှဝေဖို့အတွက်အခက်အခဲရှိပါတယ်ဒါကြောင့်ဥပဒေပြဋ္ဌာန်းချက်ကိုပြည့်ပြည့်စုံစုံ เนาะသိရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီကာလစည်းကမ်းသက်ဥပဒေဆိုတာကိုကိုယ်တိုင်ရှာဖွေပြီးတော့ဖတ်ရှုလေ့လာကြည့်ဖို့အတွက်လည်းအကြံပြုလိုပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးခြင်းနဲ့အဓိကအကြောင်းရင်းကတော့တရားမှမှုတွေဆွဲဆိုမယ်ဆိုလို့ရှိရင်အချိန်ကာလကန့်သက်ချက်ဆိုတာရှိတယ်ပေါ့နော်အဲ့ဒီကန့်သက်ချက်တွေကိုကာလစည်းကမ်းသက်ဥပဒေနဲ့သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်တယ်ပေါ့လေ အဲ့တော့ဒါကြောင့်မလို့မိမိအနေနဲ့တရားဥပဒေရဲ့အကူအညီကိုတောင်းခံရမယ့်ကိစ္စမျိုးရှိတယ်ဆိုရင်ပေါ့နော်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တော့တရားမှကြီးမှုဆွဲဆိုဖို့ကိစ္စရှိတယ်ဆိုလို့ရှိရင် ကာလစည်းကမ်းသက်အတွင်းအချိန်မီဆောင်ရွက်ထားဖို့လိုပါတယ်အဲ့လိုမှမဆောင်ရွက်နိုင်ဘူးဆိုလို့ရှိရင်ပေါ့နော်အမှုမှခြင်းမှန်ခြင်းတဲ့ဒီကာလစည်းကမ်းသက်ဥပဒေအရကာလစည်းကမ်းသက်ကျော်လွန်လို့မိမိရဲ့အမှုဟာရှုံးနိမ့်မှာဖြစ်ပါတယ် ဆုံးရှုံးနေတာမျိုးတွေပေါ်ပေါက်နိုင်ပါတယ်ကျွန်တော်ဒီနေ့ဆွေးနွေးမျှဝေပေးတဲ့အကြောင်းအရာလေးကတော့ကာလာစီကန်သက်ဥပဒေဆိုတာဘာလဲနဲ့ကာလာစီကန်သက်ဥပဒေဟာဘယ်လောက်အရေးပါတယ်ဆိုတဲ့အကြောင်းအရာလေးအတိုးကျမဲ့ဖြစ်ပါတယ်နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခဲ့သူအားလုံးကိုသူပဲကျေးဇူးတင်ပါတယ်